မင်္ဂလာပါလေပင်ရုပ်တံရဲ့ဧပြီလ17ရက်နေ့ညနေပိုင်းသတင်းတွေကိုတရားထုတ်လင်းတင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့အောင်မြေသာဇံမြို့နယ်ရှိမိုးမန္တလေးရွှေဆိုင်ဓမြတိုက်ခံရမှုဖြစ်ပွားဆိုတဲ့နောက်ဆုံးညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါ့အပြင် ARD Foundation မှမန္တလေးအယူအထုခု စေယုံကြီးနဲ့စကိုင်းမြို့နယ်ပြည်သူစေယုံကြီးအတွက် ကရင်တရားယာယီစေယုံတရုံစီထပ်မံဖွင့်လှစ်မယ်ဆိုတဲ့တဲ့မန္တလေးမြို့ Great Wall Hotel ပြုကြမှုအားဆက်လက်ရှာဖွေရာအမျိုးသားတအုပ်နဲ့ကလေးသုံးဦးတို့၏ရုပ်လောင်းများတွေ့ရှိဆွဲတဲ့ဒိုမီနီကန်နိုင်ငံမှာ Night Club ခေါင်မိုးပြုကြရာမှာစုစုပေါင်းတည်ဆုံသူ184ဦးရှိလာဆွဲတဲ့အစရှိတဲ့တွင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥုံတဲ့တဲ့ပုံတွင်နဲ့အောင်မြေသာဇံမြို့နယ်ရှိမိုးမန္တလေးရွှေဆိုင်ဓမြတိုက်ခံရမှုဖြစ်ပွားဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့အောင်မြေသာဇံမြို့နယ် ဒေါနာဘွားရက်ကွက်58ဂျီလန်30 F လန်းနဲ့30 E လန်းကြားမှာရှိတဲ့မိုးမန္တလေးရွှေဆိုင်မှာဧပြီလ10ရက်နေ့မိုးလဲ2နာရီခွဲခန့်ကရွှေတွေများဓားတိုက်ခံလူရမှုဖြစ်သွားခဲ့တယ်လို့သိရပါတယ် မိုးမန္တလေးရွှေဆိုင်ကိုဆိုင်ကယ်၃စီးနဲ့လူငါးဦးခန့်ကရောက်ရှိလာပြီးရွှေပောင်ကျင်တယ်လို့ပြောဆိုခဲ့ကြောင်းပိုင်ရှင်ကရွှေအပေါင်မခံသေးကြောင်းပြောလိုက်ရာအသင့်ပါလာတဲ့ဓာရီနဲ့မှန်ကောင်တာတွေကိုရိုက်ခွဲခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှန်ကောင်တာအတွင်းမှာရှိတဲ့ရွှေတဲ့ပစ္စည်းတွေကိုလူယူသွားခဲ့ပြီးစီးလာတဲ့ဆိုင်ကယ်တစ်စီးနဲ့တရှိတစ်ချောင်းကျန်ခဲ့ပြီး လူယူသွားသူတွေကိုဖမ်းဆီးရမိရင်တောင်ဝင်ရှိသူတွေကစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ဧပြီ9ရက်နေ့ကလည်းအမရပူရမြို့နယ်ဆင်ရွာမြင်းမှုကျေးရွာမှာရှိတဲ့အထည်ဆိုင်တစ်ခုကိုတနက်ကင်ဆောင်ထားတဲ့လူ6ဦးခန့်ကရွှေတယ်နဲ့ငွေသားတွေကိုလူရဲ့တောင်းယူမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နောက်ထပ်ကြတဲ့ပုံအနေနဲ့ ARR Foundation မှာအယူအထုကုစေယုံကြီးနဲ့သခိုင်းမျိုးနဲ့ပြည်သူစေယုံကြီးအတွက်ဂရင်တရား ယာယီစိတ်ုံတရုံစီထပ်မံဖွင့်လှစ်မယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ARR Foundation ကငလင်တန်းအသင်းခဲ့တဲ့မန္တလေးမှာရှိတဲ့မန္တလေးပြည်သူစိတ်ုံကြီးနဲ့ကန်တော်နတီစိတ်ုံတို့အတွက်ယာယီစိတ်ုံများကိုတိစောက်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုဖွင့်လှစ်ရမှာငလင်တန်တဲ့မန္တလေးပြည်သူစင်ယုံကြီးအတွက် HDU ဆက်နက်ကတင်ပါကတင်90ဆက်ယာယီစင်ယုံကိုဧပြီ6ရက် က၎င်းမန္တလေးကန်တော်နယ်ပြည်သူစင်ယုံအတွက် HDU 6ကဒင်ပါကဒင်150ဆက်ယာယီစင်းရုံကိုဧပြီ10ရက်မှာ၎င်းကျန်းမာရေးဝန်ကြီးဌာနနဲ့အတူလက်တွဲပြီး ARI Foundation ကအသီးသီးဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ထပ်မံပြီးမန္တလေးအယူအထူးကုစင်းရုံကြီးနဲ့စကိုင်းမြို့နယ်ပြည်သူစင်းရုံအတွက်ကဒင်100ယာယီစင်းရုံတစ်ခုစီကိုလည်းအမြန်ဆုံးထပ်မံဖွင့်လှစ်နိုင်မှုဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။အခုလိုယာယီစင်းရုံနဲ့တိစောက်ဖွင့်လှစ်နိုင်မှုအတွက်အဖက်ဖက်ကဝိုင်းဝန်းကူညီပေးခဲ့သူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိကြောင်း ARI Foundation ကထုတ်ပြန်ပါတယ်။ ဲ့လိုပဲ ARE Foundation ဟာငလင်းတန်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့မစိုးရိမ်တိုက်တဲ့စာတင်တိုက်ကိုတာဝန်ယူရှင်လင်းဆောင်ရွက်ပေးလျက်ရှိကြောင်းကျောင်းဆောင်ကြီးပြိုကျမှုကြောင့်ပြန်လည်တော်မူခဲ့တဲ့တန်ဃာရော26ပေါင်စေကူတော်မှုခံယူနေတဲ့ဒံယာရတန်ဃာရော49ပေါင်အတွက်ကျပ်သိန်း850စာတင်သားတန်ဃာရောအပါ900အတွက်ငွေကျပ်သိန်း150နဲ့စွန်းစင်ရက်စာအတွက်ငွေကျပ်သိန်း350စံအိတ်250စုစုပေါင်းငွေကျပ်သိန်း1400ကိုလှူဒန်းထားတယ်လို့သိရပါဗျာ အလားတူငလင်းတန်းကြောင့်ဗလီလေးလုံးအေဂျီတရာခန့်ပြည်စည်းခဲ့တဲ့မန္တလေးဘုံအိုးကျေးရွာကတေဆုံးသူ139ဦးရဲ့ ကျင်းသူမိသားစုဝင်တွေနဲ့ပြင်းထန်တရားရရှိသူဦးရေတရားအတွက်တအူးကိုငွေကျပ်9သိန်းစီအင်ဂျီပစ္စည်းဆုံးရှုံးသူတွေအတွက်စာနာထောက်ပံ့ငွေတွေနဲ့အတူဆန်စာနဲ့ရိတ်ခါကြောင့်ရေသက်စုစုပေါင်းငွေကျပ်သိန်း1500ကို ARE Foundation ကထောက်ပံ့ကူညီလှူဒန်းခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင်ငလင်တန်ကြောင့်ဗလီ3လုံးအပောင်ဝင်အင်ဂျီအများပြားပစ္စည်းဆုံးရှုံးခဲ့တဲ့သခိုင်းမြို့မင်းလန့်ရက်ကွက်ကတည်ဆုံသူ186ဦးရေမိသားစုဝင်တွေအတွက်တအူးကိုငွေကျပ်9သိန်းစီနဲ့ဆန်အိတ်350စုစုပေါင်းငွေကျပ်သိန်း ၁၀၀၀ကို ARA Foundation ကထောက်ပံ့ကူညီခဲ့တယ်လို့သိရပါဗျ။ ငလီတန်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့မစိုးရိမ်တိုင်ဟောင်းဦးလသိန်းဘိမှန်စာဖြေဆောင်မှာကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့တဲ့လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေစေတနာဝန်ထမ်းတွေကို ARR Foundation ကထောက်ပံ့ငွေတွေပေးရတာနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေအတွက်အစားအသောက်နဲ့စက်သုံးစီစီမံဆောင်ရွက်ပေးတာငလီတန်းကြောင့်ကိုလဲအင်ကဆုံးရှုံးခဲ့ရတဲ့တန်ဃာရိုတွေအပါအဝင်စေကူတော်မှုခံယူလျက်ရှိတဲ့တန်ဃာရိုတွေအတွက်လူရန်းနာအပါအဝင်စုစုပေါင်းငွေကျပ်3000ထောက်ပံ့လူရန်းခဲ့တယ်လို့သိရပါဗျ။အဲ့လိုပဲငလင်တန်းကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ရတဲ့သခိုင်းတောင်ရိုးမှာရှိတဲ့တက်ကြဒီတာတီလာရှင်စာတင်တိုင်းအတွက်အလွန်ငွေကျပ်သိန်း100နဲ့ရေသန့်125ကပ်ကိုလှူဒန်းပေးခဲ့တယ်လို့သိရပါဗျ။ဒါပြင်သခိုင်းဒေတာမှာရှိတဲ့ငလင်တန်တဲ့အဆောက်အဦတွေဖယ်ရှားရှင်းလင်းတဲ့လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် mini excavator ၊ဝေးလုံတာ၊ dump truck အစရှိတဲ့ဆိုင်ရန်နေရာတွေနဲ့ တောက်သုံးရည်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှုအတွက်ရေသေးရင်တွေကိုလိုအပ်တဲ့နေရာတွေမှာအသုံးချနိုင်ဖို့ ARE Foundation ကပံ့ပိုးကူညီလျက်ရှိကြောင်းနဲ့မန္တလေးနေပြည်တော်အောင်ပန်းနဲ့တခြားဒေသတွေရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်100 tons and 25 tons mobile crane, excavator, wheel loader, dump truck, mini excavator, water browser အစရှိတဲ့စက်ရင်ရန်နေရာအစီး30ပို့ဆောင်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။ AR Foundation ဟာငလင်ဘေးဒဏ်ခံရတဲ့နေပြည်တော်ဒေသမှာရှိတဲ့ဒေသခံပြည်သူတွေအတွက်လိုအပ်တဲ့ဆန်ခောက်ဆွဲကြောက်စားသောက်ကုန်တွေတောက်သုံးရည်တန်းတွေပံ့ပိုးပေးတာယာယီနေထိုင်နိုင်မှုအတွက်တန့်တွေတိစောက်ပေးတာပြည်စည်းသွားတဲ့နေပြည်တော်ဒေသအတွင်းမှာရှိတဲ့လမ်းတွေအတွက်စက်ရင်ရန်နေရာတွေနဲ့ပြုပြင်ဆောင်ရွက်တာမြေကျွန်းသွားတဲ့နေရာတွေကို မြေပြင်ဖို့ပေးတာတွေကိုကုညီပြုလုပ်ပေးထားတယ်လို့သိရပါဗျ။ဒါပြင်ငလင်ဘေးတန်တဲ့ဒေသတွေမှာရှိတဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိတဲ့လူမှုရေးအသင်းအဖွဲ့တွေနိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေရဲ့စံရန်နေရာတွေမော်တော်ယာဉ်တွေမီးစက်တွေမီးသတ်ကားတွေကယ်ဆယ်ရေးရင်တွေအတွက်73စီတွေကို ARE Foundation နဲ့ Mass Energy တို့ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းခွင်တွေအရောက်စီပေါ်စာတွေနဲ့အခမဲ့လိုက်လံပို့ဆောင်ထောက်ပံ့ပေးတာလူမှုကွန်ကြီးရဲ့အတင်းတချို့ကိုအလှငွေတွေနဲ့ရေတန်းကတ်တွေလှူဒန်းတာတွေဆောင်ရွက်လျက်ရှိပြီးငလင်တန်တဲ့ပြည်သူတွေအတွက် ARE Foundation အနေနဲ့ Mass Myanmar Group, AR Financial Group တို့နဲ့ပူးပေါင်းပြီးတက်ဆွမ်းတွေကျိုးပန်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့ Great Wall Hotel ပြုကျမှုအားဆက်လက်ရှာဖွေရာအမျိုးသားတအူးနဲ့ကလေးတအူးတို့၏အလောင်းများတွေ့ရှိဆွေးနွေးတဲ့တင်ဆက်ပေးပါမယ်။ မန္တလေးမြို့ Great Wall Hall တပြိုကျမှုကိုဆက်လက်ရှာဖွေရာအမျိုးသားတအူးနဲ့ခလေးသုံးဦးတို့ရဲ့ရုပ်လောင်းကိုဧပြီလ10ရက်ကတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တဖွဲ့ကနေသိရပါဗျ။အေယာပြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်မန္တလေးမြို့ Great Wall Hotel အဆောက်အုံပြိုကျတဲ့နေရာကိုမြန်မာနိုင်ငံမိသက်တဖွဲ့ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ရုရှားနိုင်ငံကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာဧပြီ10ရက်ညနေ6:18မိနစ်မှာအမျိုးသားတအူး23မိနစ်မှာ အမျိုးသမီးကလေးတအိုးနဲ့28မိနစ်မှာအမျိုးသမီးကလေးတအိုးမိနစ်30မှာအမျိုးသမီးကလေးတအိုးတို့ရဲ့ရုပ်အလောင်းတွေကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒိုမီနီကန်နိုင်ငံမှာ night club အမိုးပြိုကျရာမှာစုစုပေါင်းတည်ဆုံသူ184ဦးရှိလာဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ဒိုမီနီကန်တမရနိုင်ငံမှာ night club ခေါင်မိုးပြိုကျခဲ့ရာကနေတည်ဆုံသူကြီးအတွက် 184ဦးရှိလာတယ်လို့ဧပြီလ9ရက်နေ့ညနေပိုင်းမှာကယ်ဆယ်ရေးသမားတွေကပြောပါတယ်။တေမှုတေခင်စုံစံရေးအရာရှိရဲ့အထောက်အထားမှတ်တမ်းအရအခုအချိန်ထိကျွန်တော်တို့ပြန်ရထားတဲ့တေသူအရေးအတွက်ဟာ184ဦးရှိသွားပြီဆိုတာကိုအသိပေးရတာကံမကောင်းလှပါဘူးလို့အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများစင်တာရဲ့ဒါရိုက်တာ ဝမ်မန်နီယယ်မန်ဒက်စ်ကပြောပါရယ်။နိုင်ကလပ်ခေါမိုးပြိုကျရာမှာသေဆုံးသွားသူတွေထဲမှာထင်ရှားတဲ့ဒိုမီနီကန်အဆိုတော်မေဂျာလီးဂ်ဘေ့စ်ဘောကစားသမားဟောင်းရဘီပီရက်စ်လည်းပါဝင်တယ်လို့ကယ်ဆယ်ရေးသမားတွေကပြောပါရယ်။ကယ်ဆယ်ရေးသမား390ကျော်ကပြိုကျနေတဲ့အုတ်ခဲတွေစတီးချောင်းတွေသွပြောင်းအပြည့်အစည်းပုံတွေကြားမှာအသက်ရှင်ကျင်ရင်သူတွေကိုပိုက်စိတ်တိုက်ရှာခဲ့ကြပါရယ်။တမရအဘီနာတာကပြိုကျမှုဖြစ်ပွားရာနေရာကိုလာရောက်ခဲ့ပြီး၃ရက်ကြာတနင်္ဂနွေလုံးဝန်းထဲချောင်းကျင်ညာခဲ့ပါရယ်။ဒရာရသူတွေကိုစေ းရုံကိုအလင်းမြန်ပို့နေပြီးသွေးလူနေတာကြောင့်သွေးလူရန်ကြဖို့အာနာပိုင်တွေကမြစ်တာရက်ခံထားပါတယ်။ခေါမိုးပြိုကျခဲ့တဲ့ Jetset Nightclub ဟာဖွင့်ထားတာ90ရှိပြီလို့အဲ့ဒီ Nightclub ရဲ့ Instagram စာမျက်နှာမှာဖော်ပြထားပါတယ်။ကဲဆိုင်သမားတွေက night club အပြည့်အစည်းတွေအောက်ကနေအသက်ရှင်ကျန်ရစ်သူတွေဒါမှမဟုတ်သေဆုံးသူတွေရဲ့အလောင်းတွေတိတ်ထုတ်တာတွေကို April 9ရက်မှာပဲအဆုံးသတ်လိုက်ပြီလို့ဆိုပါရယ် ခေါမိုးပြိုကျမှုဖြစ်ပွားချိန်မှာအဆိုပါ night club ထဲမှာလူဘလောက်ရှိနေသလဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရဘူးလို့တာဝန်ရှိသူတွေကပြောပါတယ်။ဒါပေမဲ့ခေါမိုးပြိုကျချိန်မှာ night club ထဲမှာလူ900နဲ့1000အကြားရှိနေတယ်လို့ဒေသခံမီဒီယာကဖော်ပြပါတယ်။ဒီ club ဟာလူ1800ခန့်စက်နေလို့သိရပါတယ်။သေဆုံးသူတွေထဲမှာနာမည်ကျော်ဆိုတော့ Pires အပြင် Dominican Baseball ကစားသမား2ဦးနဲ့နိုင်ငံရေးသမား2ဦးတို့ပါဝင်တယ်လို့သိရပါတယ်။11ရုပ်တံရဲ့ ဧပြီ17ရက်နေ့ညနေပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာ။